ထိုင်းမြန်မာနယ်စပ်တနင်္သာရီတိုင်းဒဝဲခရိုင်ဒဝဲမြို့နယ်ထီခီဒေတာတခုလုံးကိုအလုံးစုံပြန်လည်သိမ်းပိုင်နိုင်ခဲ့ပြီလို့ကရင်မျိုးသားစီယုံခရန်ယူဘိုကမေလ9ရက်နေ့မှာတရားဝင်တီးပြူကြေညာပါတယ်။ထီခီဒေတာအတွင်းရှိစစ်ကောင်စီရဲ့ထီထားဖြူဟာစခန်းကိုပြီးခဲ့တဲ့ဧပြီလ16ရက်နေ့ထီခီဖြူဟာစခန်းကိုမေလ9ရက်နေ့မှာကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့ KNDO ဦးဆောင်တဲ့တော်လှန်ရေးပူးပေါင်းတပ်တွေကအလုံးစုံသိမ်းပိုက်ရရှိခဲ့တာပါ။ ထီခီဒေတာဟာ KNU ဗိတ်တဝဲခရိုင်ရဲ့ခရိုင်ဌာနချုပ်နဲ့တပ်မဟာဌာနချုပ်တိဆောက်ဖို့1984ခုနှစ်မှာစတင်စီစဉ်ခဲ့ပြီး1985ခုနှစ်မှာစတင်ခဲ့ကခရိုင်ဌာနချုပ်နဲ့တပ်မဟာဌာနချုပ်မှာတာဝန်ထမ်းဆောင်နေတဲ့ရုံးအဖွဲ့ဝင်တွေရဲ့မိသားစုဝင်တွေနေထိုင်ခဲ့တယ်လို့ KNU ကဆိုပါတယ်။ 1969ခုနှစ်အရောက်မှာစစ်ကောင်စီတပ်ရဲ့တပ်မ99နဲ့တပ်မ66ဦးဆောင်တဲ့တရင်20လောက်ဟာ major operation အနေနဲ့ Tiki Data အားစတင်ထိုးစစ်ဆင်တိုက်ခိုက်နိုင်ခဲ့တာကြောင့် Tiki Data ကိုလက်လွတ်ခဲ့ရတယ်လို့ KNU ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါပေမဲ့နှစ်ပေါင်း28နှစ်အကြာမှာလက်လွတ်ခဲ့ရတဲ့ Tiki data ကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီးဒေတာရင်းပြည်သူလူထုတွေရဲ့အသက်အိုးအိမ်တွေကိုကာကွယ်ဖို့အတွက်ဆက်လက်လှုံ့ဆော်သွားမယ်လို့ KNU ကအတည်ပြုကြေညာထားပါတယ်။ ထိုင်းမြန်မာနယ်စပ်ထိခိဒေတာတစ်ခုလုံးကိုကရင်မျိုးသားစီယုံ KNU ပြန်လည်သိမ်းပိုက်သွားတဲ့အခြေအနေနဲ့ပတ်သက်ပြီးစစ်ကောင်စီကလက်ရှိအချိန်ထိတစုံတရာသတင်းထုတ်ပြန်အောင်တွေ့ရသေးပါဘူး။